ဘလို့စားစားကောင်းနေတော့တာပဲကြောင်သားတလောက်တောင်ကောင်းနေဆိုငါတခါမှမသိဘူးအခုအစားပြီးအစာရှာစားဖို့မခက်ခဲတော့ဟေး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 ဒီလိုနဲ့ပါချက်လဲကြောင်တွေကိုမကြခဏဖမ်းပြီးစားတော့ပါတယ်သူကြောင်သားတွေစားပြီးနောက်ဒူးတွေစားပြီးရလာခဲ့ပါတယ်ဟာဒူးကောင်းတွေကရလာလိုက်တာကွာပြောရင်းနဲ့နောက်တစ်ဖက်ပါရလာပြီဟာဒါပါဖြစ်တာလဲဟာနေရာတကာရနေတော့တာပဲဟာစိတ်တို့လိုက်တာကွာပါဖြစ်တာလဲ ဒါမှမဟုတ်ငါပွေးရှိတဲ့ကြောင်စားမိတာလားပဲဟာဘာလို့ဒီလောက်တောင်မှစားကောင်းချင်လဲကွာစားမှာပဲဟာ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 ပါချက်ကနေ့စဉ်လိုလိုကြောင်တွေကိုဖမ်းမမိစားနေတော့ရွာတွေကလူတွေလည်းဖြည်းဖြည်းသူတို့ကြောင်တွေပျောက်လာတာနဲ့အကုန်လုံးကလည်းကြောင်ပျောက်တဲ့ကြောင်ကိုလိုက်လံစုံစမ်းနေကြပါတယ်အခုကြောင်ပျောက်တဲ့ကြောင်ဘလို့ထင်လဲ အိမ်ကကြောင်နေပျောက်နေတာမျိုးတောင်တုံးတော့မယ်။အေးကွာငါလည်းမသိဘူး။ငါသာသူ့ကြောင်လာမင်းမသိရပါပဲ။ဟာဗျာ။ငါထင်တော့ငါတို့ရွာထဲမှာတခုခုတော့ရှိနေပြီထင်တယ်။ခွေးရကြောင်စားတာတို့ကြောင်ကကြက်ကိုစားတာတို့လေ။မသိဘူးဗျာမသိဘူး။အဲ့လိုတော့မသိဘူး။ဒါပေမဲ့အဖြစ်တခုခုရအောင်တော့ငါတို့လုပ်ရတော့မယ်။အေးငါလည်းအဲ့ဒါပြောချင်တာ။ဒါနဲ့ငါတို့ကဘလို့လုပ်ရမှာလဲကွာ။ဒီကိစ္စအတွက်တော့စိတ်မပူပါနဲ့ ငါစဉ်းစားလို့ရတယ်ဆိုရင်လာပြီးပြောပြလိုက်မယ်။သူတို့တံမင်းနေကြတော့လာခိုးနားထောင်နေတဲ့ပါချက်ကကြားသွားခဲ့ပါတယ်။ဟာဒီကြောင်ကိစ္စလောက်နဲ့များလာပြီးတံပင်နေကြသေးတယ်။ဘလို့တွေ့တော့မှလဲ။ကြောင်ကငါစားလိုက်ပြီလေ။အခုတော့ကြောင်ဘယ်နာထက်သွားရှာရမလဲဆိုတာစဉ်းစားနေရ။အိုးငါသိပြီငါသိပြီ။ဆရာတော်ကြောင်မှကြောင်နဲ့ရှိသေးရပဲဟာ။ရွာရဲကကြောင်တွေကုန်းလူနေပါဖြစ်နေတဲ့အချိန်မှာ ဖုန်ကြီးเจ้าကเจ้าတွေကိုတတိယသွားပြီးညရောက်တဲ့အချိန်မှာတော့ရွာထဲကလူတွေကလည်းကြောင်ပြောက်တယ်ပြောက်တယ်ဆိုပြီးကြောင်အိမ်ကျင်တော်မထွက်ခိုင်းတော့ဘူးနောက်မို့ဆိုငါတလောက်ဝေဝေလိုက်လံရှာเสียလို့မှမဟုတ်ဘူးဒီမှာဒီမှာတကောင်တော့တွေ့ပြီးဟာဟာအခုတော့ငါရဲ့ဟင်းကောင်းလေးကိုတွေ့ပြီးဟာ